တင်းမာမှုများမြင့်တက်နေချိန်အတွင်းအမေရိကန်ရဲ့အကြီးဆုံးစစ်စခန်းတစ်ခုကိုရုတ်တရက်တိုက်ခိုက်ခံရပါတယ်။အီရန်ဘက်ကဒုံးကျည်များပြစ်လွှတ်လိုက်တဲ့အခါသတိပေးအချက်ပြမှုတွေလင်းထိန်လာခဲ့ပါတယ်။အမေရိကန်ရဲ့လေကြောင်းကာဝေးရေးစနစ်တွေအလင်းမြန်အလုပ်လုပ်လာခဲ့ပြီးအချိန်ပြင်းစွာဖြတ်တန်းလာတဲ့အရာဝတ္ထုတွေကိုထောက်လှမ်းမိခဲ့ပါတယ်။သတိပေးချက်၊သတ်မှတ်ချက်၊ညှိနှိုင်းမှုတို့အတွက်အချိန်မရှိတော့ပါဘူး။စက္ကမိုင်းတွင်မှာပဲရေးပေါ်အခြေအနေကြီးညာခဲ့ရပါတယ်။ဒါပေမဲ့ထူးဆန်းသွားပဲ ပေါက်ကွဲမှုတွေမိခိုးတွေပျက်စီးမှုတွေဘာမှမဖြစ်ခဲ့ပါဘူး။ဒုံးကြီးအလုံးကိုအမေရိကန်ဘက်ကအောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။အမေရိကန်စစ်သားတဦးတယောက်မှဒဏ်ရာမရခဲ့သလိုအဆောက်အဦတစ်ခုမှလည်းပျက်စီးမှုမရှိခဲ့ပါဘူး။ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့ရည်ရွယ်ချက်ကိုစဉ်းစားစရာဖြစ်စေပါတယ်။ဝါရှင်တန်ကိုစိန်ခေါ်ဖို့လားအိန္ဒိယနိုင်ငံတွေကို သတင်းစကားပို့ဖို့လားဒါမှမဟုတ်ခေတ်သစ်နိုင်ငံရေးစစ်ပွဲမှာအကြီးဆုံးအမှားတစ်ခုလား ကာတာကန်နာယာပေါ်ကကောင်းကင်ဟာအေးချမ်းနေခဲ့ပေမဲ့ LD latest scan မှာတော့ရုတ်တရက်အခြေအနေပြောင်းသွားခဲ့ပါတယ်။ radar screen တွေမှာမှောင်နေတဲ့နေရာတွေပေါ်လာခဲ့ပြီးစစ်ဌာနချုပ်ဟာအရေးပေါ်အခြေအနေကိုကြေညာလိုက်ရပါတယ်။ Glad tidings of victory လို့အမည်ပေးထားတဲ့ဒီစစ်စင်ရေးဟာ American ရဲ့ Iran nuclear ဆက်ရုံတွေကိုဘုံကျဲတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Iran ဘက်ကရှင်းရှင်းလင်းလင်းပြောလိုက်တာပါ။ ငါတို့အမေရိကန်ရဲ့အဓိကစစ်ဌာနချုပ်ကိုပြစ်ခတ်ဖို့မကြောက်ဘူးဆိုတဲ့အချက်ပါ LD စကန်ဟာတာမန်စကန်တခုမဟုတ်ပါဘူးအမေရိကန်ရဲ့အရှေ့လယ်ပိုင်းဒေသကလေကြောင်းထိန်းချုပ်မှုရဲ့အချက်အခြာနေရာဖြစ်ပါတယ်အီရန်ဘက်ကဒုံးကျည်6ဆင်းကနေ19ဆင်းအထိပြစ်လွတ်ခဲ့ပေမဲ့ဒဇင်းမှမြေပြင်ကိုမရောက်ခဲ့ပါဘူးကောင်းကင်မှာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပေမဲ့မြေပြင်မှာတော့တိတ်ဆိတ်နေခဲ့ပါတယ်ဘသူမှတန်ရာမရခဲ့သလိုစစ်ကြင်ညာချက်လည်းမထွက်ခဲ့ပါဘူး ဒီတိုက်ခိုက်မှုဟာရှုံးနိမ်သွားတာမဟုတ်ပဲဇလန်းတပုတ်လိုဖြစ်နေပါတယ်။စစ်ရေးကြွမ်းကျင်သူတွေရဲ့အဆိုအရအီရန်ဟာတကယ်တမ်းပြစ်မှတ်တစ်ခုခုကိုထိဖို့ကြီးရွယ်ခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။သူတို့ရဲ့အဓိကရည်မှန်းချက်ကစစ်မဖြစ်အောင်ရှောင်ရှားရင်းနဲ့အင်အားပြဖို့စိန်ခေါ်မှုလုပ်ရင်းနဲ့စစ်အရှိန်မမြင့်အောင်ထိမှုပါ။ဝါရှင်တန်တွင်းမှာတော့အချို့ကဒါကိုတမင်တကာချင်းချောက်မှုလို့မြင်ကြပေမဲ့တချို့ကတော့အမေရိကန်ရဲ့ချင်းချောက်မှုအားယော့နေလာတာနဲ့အတူ တိုင်ဘက်တွေရဲ့ရဲရင်မှုတိုးလာတဲ့အလားအလာလို့မြင်ကြပါဗျ။ဒီတစ်ခါအီရန်ပစ်လိုက်တဲ့ဒုံးကျည်တွေဟာပစ်မှတ်ကို မထိခဲ့ပေမဲ့အခြားအရာတစ်ခုကိုတော့ထိခဲ့ပါဗျ။အမေရိကန်ရဲ့ယုံကြည်စိတ်ချရမှုပါ။ဒီတစ်ခါအီရန်ဟာဒုံးကျည်တွေနဲ့အတူသတင်းစကားတရက်ကိုပါပစ်လွှတ်လိုက်တာပါ။ငါတို့ကိုဘယ်သူမှ မတားဆီးနိုင်ဘူးဆိုတဲ့အချက်ပါပဲ။ဒါပေမဲ့အီရန်ရဲ့ဒီစစ်စင်ရေးကိုနီးနီးကပ်ကပ်လေ့လာကြည့်မယ်ဆိုရင်အချက်အလက်တွေကပိုရှင်းလာပါဗျ။ အီရန်ကဒီတိုက်ခိုက်မှုဟာအမေရိကန်ရဲ့ Operation Midnight Hammer ကိုတုံ့ပြန်တာလို့ဆိုပါတယ်။ဒါ့ပြင်စိတ်ဝင်စားစရာကောင်းတာကအီရန်ဟာဒုံးကျည်တွေမပစ်ခတ်ခင်ကာတာနဲ့အမေရိကန်ကိုတိတ်တဆိတ်အသိပေးထားခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ဒီလိုလှုပ်ခြင်းအဖြစ်အမေရိကန်ဘက်ကအစင်သင့်ဖြစ်နေပြီးအီရန်ရဲ့တိုက်ခိုက်မှုဟာရုပ်ပိုင်းဆိုင်ရာပျက်စီးမှုထက်အထိပ္ပယ်ကိုသာတည်ဆောင်လာပါတော့တယ်။သမ္မတထရန့်က TV ကနေအီရန်ရဲ့လှုပ်ရက်ကိုလှောင်ပြောင်ပြီးဒါကဇလန်းတပုတ်ပါ။ တကယ်တိုက်ခိုက်မှုမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အီရန်မှာတော့အစိုးရထိန်းသိမ်းထားတဲ့မီဒီယာတွေကဒါကိုကြီးကျယ်တဲ့အောင်ပွဲတစ်ခုလို့ကြေညာခဲ့ပေမဲ့အပြည်ပြည်ဆိုင်ရာတုံ့ပြန်မှုကတော့ပုံမူဝေဖန်မှုဆန်နေပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကိုတုံ့ပြန်မှုမရှိဘဲထားလိုက်တိုင်းကဘာကြီးဟာနည်းနည်းချင်းစီပိုပြီးအန္တရာယ်များလာနေပါတယ်။အီရန်ရဲ့ဒီလောက်ရဟာသူတို့ရဲ့ပြည်ရင်းပြည်သူတွေအတွက်နိုင်ငံရေးအရာအပြတ်မှုတစ်ခုသာဖြစ်နေခဲ့ပါတယ်။တကယ်လို့အီရန်လိုနိုင်ငံတစ်နိုင်ငံဟာ အမေရိကန်စစ်စခန်းကိုဒုံးကျည်တွေနဲ့ပြစ်ခတ်ပြီးတဲ့နောက်ဘာအပြစ်ဒဏ်မှမခံရဘူးဆိုရင်သူတို့နေမကပဲတခြားသူတွေပါထတ်လုပ်ဖို့ဘယ်ယာတွေကတားဆီးမှာလဲဒီဒုံးကျည်တွေဟာအမေရိကန်ပြည်စည်းတွေကိုမဖျက်ဆီးနိုင်ခဲ့ပေမဲ့အမေရိကန်ရဲ့နိုင်ငံရေးယုံကြည်စိတ်ချရမှုကိုထိခိုက်စေခဲ့ပါတယ်။နယ်ဒမိတ်မြင်းတို့ခုကြော်လွန်သွားခဲ့ပေမဲ့ဘာတုံ့ပြန်မှုမှမရှိခဲ့တဲ့အခါဒါဟာအီရန်တခုတည်းကိုသာမကမြောက်ကိုရီးယားရုရှားစောင့်ကြည့်နေသူတိုင်းစီကိုပို့လိုက်တဲ့သတင်းစကားဖြစ်နေပါပြီ။ ဒီလိုခြေနေမျိုးမှာအာနာရှိသူတွေနဲ့အားနည်းလာတဲ့အခါစိန်ခေါ်မှုတွေဟာပုံမှုများပြလာတတ်ပါတယ်။ဂျန်သူတွေကအမေရိကန်ဟာတုံ့ပြန်မှုနှေးကွေးမယ်လို့ယုံကြည်လာရင်သူတို့ဟာအရင်လုပ်ပြီးမှမေကွန်ထုတ်ကြမှာပါ။ပြိုင်ဘက်တွေနဲ့ပြင်းနေတဲ့ဒီကဘာမှာနှေးကွေးမှုဟာအန်ဒီရဲ့ဖိတ်ခေါ်တဲ့အခုပါပဲ။ဒါပေမဲ့ဝါရှင်တန်တို့ခုတည်းကသာဒီအခြေအနေကိုစောင့်ကြည့်နေတာမဟုတ်ပါဘူး။အီရန်နဲ့ပိုနီးစပ်ပြီးစိတ်ရှည်မှုနည်းတဲ့နိုင်ငံတွေကလည်းတုံ့ပြန်မှုတွေလုပ်ခဲ့ကြပါဗျ။ LOD စခန်းတီရှိရာကာတာနိုင်ငံဟာဒီဒုံးကျည်တိုက်ခိုက်မှုကိုသူတို့ရဲ့အချုပ်ချာအာဏာကိုချိုးဖောက်မှုဖြစ်ရှုမြင်ပြီးပြင်းထန်စွာရှုတ်ချခဲ့ပါတယ်။ American စစ်သားထောင်ချီကိုလက်ခံထားရတဲ့နိုင်ငံတော်ဒါဟာနေမြေပြဿနာတွေမကပဲတမျိုးသားလုံးလုံခြုံရေးနဲ့ပါပတ်သက်နေပါတယ်။တစ်ချိန်တည်းမှာပဲ RS ဆော်ဘာများပြည်တော်စုနဲ့ဘာရိန်နိုင်ငံတို့ဟာသူတို့ရဲ့လေကြောင်းနယ်နိမိတ်အချုပ်ကိုပိတ်ပစ်ပြီးစစ်ရေးသတိပေးအဆင့်ကိုမြင့်တင်လိုက်ကြပါတယ်။ ဒီလိုလောက်ရတွေဟာသိငယ်နဲ့တုံ့ပြန်မှုတွေမဟုတ်ပါဘူး။ပင်လယ်ကွေ့နိုင်ငံတွေရဲ့စိုးရိမ်မှုကိုဖော်ပြနေတာပါ။အီရန်ရဲ့လောက်ရတင်မကပဲနောက်ထပ်ဖြစ်လာနိုင်တဲ့အစီအစဉ်မဲ့မှုတွေကိုပါစိုးရိမ်နေကြတာပါ။ဒီတိုက်ခိုက်မှုဟာဒေတာရင်းညီညွတ်မှုကိုတိဆောက်မဲ့စာကြောင်းရွံ့မှုနဲ့ကာကွယ်ရေးအနေထားတွေကိုသာမြင့်တက်စေခဲ့ပါတယ်။အရင်ကအလျှော်ပေးဖို့ကြိုးစားခဲ့တဲ့နိုင်ငံတွေတောင်အီရန်ကိုပုံမအန်ဒီယံများလာတဲ့နိုင်ငံဖြစ်မြင်လာကြပါတယ်။ ဒါပေမဲ့ရင်တန်ဈေးနှုန်းတွေရဲ့တုံ့ပြန်မှုကတော့စိတ်ဝင်စားစရာကောင်းပါတယ်။အရင်ကဆိုရင် American စစ်ခန်းဒီမှာဒုံးကျည်တိုက်ခိုက်မှုဖြစ်ရင်ရင်တန်ဈေးတွေခုန်တက်သွားတဲ့ပေမဲ့ဒီတစ်ခါတော့ဈေးကွက်ဟာအတော်လေးငြိမ်နေခဲ့ပါတယ်။ဒီအချက်ကကမ္ဘာကုန်တွေတွေဟာဒီတိုက်ခိုက်မှုကိုတကယ်စစ်ပွဲစတင်မှုဖြစ်မမြင်ဘူးဆိုတာကိုပြသနေပါတယ်။ဒီလိုဈေးကွက်ငြိမ်နေမှုကအီရန်ရဲ့စစ်ရေးလုပ်ရက်တွေပေါ်ကမ္ဘာကြီးရဲ့ယုံကြည်မှုဘလောက်နည်းနေသလဲဆိုတာကိုဖော်ပြနေပါတယ်။ကျောင်းရင်တွေတည်ထားတာက အီရန်ဟာအမေရိကန်ကိုတကယ်ထိခိုက်ခြင်းရင်အမေရိကန်စစ်သားတွေကိုဒဏ်ရာရစေဖို့ဒါမှမဟုတ်အခြေခံအဆောက်အဦတွေကိုဖျက်ဆီးဖို့ကြိုးစားမှာပါ။ဒါပေမဲ့ဒီလိုမဖြစ်ခဲ့ပါဘူး။ဗျူဟာမကြတဲ့ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့ယုံကြည်စိတ်ချရမှုကိုပုံမိုယောနေစေခဲ့ပြီးသူတို့ရဲ့ရည်မှန်းချက်တွေကိုတော့ပုံပုံမေးမိန်သွားစေခဲ့ပါတော့တယ်။ဂျီနန်ကုန်းတွေကအီရန်ရဲ့လုပ်ရက်ကိုအလေးနက်မထားဘူးဆိုရင်အီရန်ရဲ့ပြိုင်ဘက်တွေလည်းလာတူပါပဲ။ဒီအချက်ဟာစည်ရေးမှသာမက တန်တမန်ရေးမှမှာအီရန်ရဲ့ဩဇာလွှမ်းမိုးမှုကိုအားနည်းစီပါလေအီရန်ဟာအရှေ့လေပိုင်းနိုင်ငံရေးမှာအမြဲပါနက်စွာ ရှင်သန်ခဲ့ရပါတယ်ကြီးမားပြီးအင်အားကောင်းတဲ့နိုင်ငံဖြစ်ပေမဲ့အနည်းနာမှာခိုင်မာတဲ့မဟာမိတ်တွေမရှိပါဘူးဒီတိုက်ခိုက်မှုပြီးမှာတော့တီဟီရန်ရဲ့လောရက်တွေကိုအရင်ကတီးခံပေးခဲ့တဲ့ဒေသခံနိုင်ငံတွေတောင်ခွာပြေးလာကြပါပြီ။ဂျော်ဒန်၊အီဂျစ်နဲ့တူရကီကတန်တမန်တွေကတော့တီဟီရန်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးစိုးရိမ်ကြောင်းတိတ်တဆိတ်ပြောဆိုနေကြပါပြီ။ အခုဆိုရင်အီရန်ကိုအမှန်တကယ်အကျိုးမြတ်မရှိဘဲအန်ဒီရဲ့များတဲ့လုပ်ရက်တွေလုပ်တတ်တဲ့နိုင်ငံအဖြစ်မြင်လာကြပါပြီ။ဒီအမြင်ပြောင်းလဲမှုဟာအီရန်အတွက်အန်ဒီရဲ့များပါတယ်။ဒေသဆိုင်ရာမဟာမိတ်တွေမရှိတော့ရင်တီဟီရန်ဟာ ပိုပြီးအထီးကျန်လာမယ်။အင်အားပြဖို့စစ်ရေးပြပွဲတွေကိုသာပိုမှီခိုလာရမယ်။ဒါပေမဲ့အင်အားသုံးနေလေ သူ့ရဲ့အားနည်းချက်တွေကို ပိုပြီးထင်ရှားစေလိမ့်ပါပဲ။အယ်ဒိုက်လီဒါစ်ကန်ကို တိုက်ခိုက်ဖို့ အီရန်ရဲ့ဆုံးဖြတ်ချက်ဟာသတင်းစကားပြင်းပြင်းတစ်ခုပို့ဖို့ရည်ရွယ်ခဲ့ပေမဲ့အရှိလေပိုင်းမှာအမေရိကန်ရဲ့အကောင်းဆုံးကာဝယ်ထားတဲ့စခန်းကိုရွေးချယ်မိတာကြောင့်ဗျူဟာကျတဲ့အမှားတစ်ခုဖြစ်သွားပါတယ်ဒီတိုက်ခိုက်မှုရဲ့ရလဒ်ကဘာကိုပြတယ်လဲဆိုတော့အီရန်ရဲ့ဒုံးကျည်အားလုံးကာဝယ်ခံလိုက်ရတယ်ဘာပျက်စီးမှုမှမရှိဘူးဘယ်သူမှတန်ရာမရဘူးအမေရိကန်လုပ်ငန်းတွေလည်းမထိခိုက်ဘူးဆိုတာပါပဲစိန်ခေါ်မှုတစ်ခုဖြစ်ဖို့ရည်ရွယ်ခဲ့တဲ့ဒီလုပ်ရဟာအီရန်ရဲ့အားနည်းချက်တွေကိုပြသလိုက်တယ်လို့ဖြစ်သွားပါတယ် ဒီတိုက်ခိုက်မှုဟာဝါရှင်တန်ကိုမလှုပ်ခတ်နိုင်ခဲ့ပဲဥရောပနဲ့ပင်လယ်ကွေ့နိုင်ငံတွေမှာအီရန်ရဲ့တကယ့်စစ်ရင်အားနဲ့ပတ်သက်ပြီးမေးခွန်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီတိုက်ခိုက်မှုရဲ့အချိန်ကြိုက်ဟာအီရန်ဒရပ်ပိုဆိုးတာကနျူကလ িয়ার ပြဿနာတွေနဲ့ပတ်သက်တဲ့ညှိနှိုင်းမှုတွေရပ်နားထားတဲ့အချိန်မှာဖြစ်နေတာပါဒီလောက်ရကအမေရိကန်ရဲ့မဟာမိတ်တွေကိုပိုသတိထားစီမဲ့အစားသူတို့ကိုပိုပြီးတန်တရားဝင်စေခဲ့ပါတယ်။နောက်တိုင်းကျွမ်းကျင်သူတွေကဒီတိုက်ခိုက်မှုကိုသင်္ကေတဆန်တယ်လို့သာသတ်မှတ်ခဲ့ကြပါတယ်။ အချို့ကျွမ်းကျင်သူတွေဆိုရင်ဒီတိုက်ခိုက်မှုကိုစစ်ရေးလုပ်ရထက်နိုင်ငံရေးပြသက်တခုလိုဖြစ်နေတယ်လို့တော့ဝေဖန်ခဲ့ကြပါတယ်။တမရထရန့်ကတော့အီရန်ကိုစစ်တင်တန်းကြောင်ပြန်တက်တင်တယ်လို့လှောင်ပြောင်ခဲ့ပါတယ်။ဒီလှောင်ပြောင်မှုကကြမ်းတမ်းပေမဲ့ရှင်းနေတဲ့သတင်းစကားကအီရန်ဟာတကယ်စစ်ရင်အားရှိသူဖြစ်သတ်မှတ်မခံရဘူးဆိုတာပေါ်လွင်ခဲ့ပါတယ်။ American ရဲ့ nuclear စက်ရုံတွေကိုတိုက်ခိုက်မှုပြီးအီရန်မှာတန်တမာရေးဆွေးနွေးမှုတွေပြန်ဆဖို့အခွင့်အလမ်းအနည်းငယ်ရှိခဲ့ပေမဲ့ ဒီဒုံးကျည်တိုက်ခိုက်မှုကဒီအခွင့်အလမ်းကိုပိုဝေးသွားစေခဲ့ပါတယ်။ပြစ်လွတ်လိုက်တဲ့ဒုံးကျည်တိုင်းဟာစစ်ရေးကြီးမန်းချက်ကိုရောအီရန်ရဲ့ယုံကြည်စိတ်ချရမှုကိုပါထိခိုက်စေခဲ့ပါတယ်။အယ်လူဒိုက်ကိုတိုက်ခိုက်မှုဟာအမေရိကန်တပ်တွေကိုမထိခိုက်စေခဲ့ပေမဲ့ပိုအရေးကြီးတဲ့အရာတစ်ခုကိုထိခိုက်စေခဲ့ပါတယ်။တီဟီရန်ရဲ့ယုံကြည်စိတ်ချရမှုပါ။ဘာမှမထိခဲ့တဲ့ဒုံးကျည်တွေကိုပြစ်ချင်းအဖြစ်အီရန်ဟာဝါရှင်တန်ကိုမလှုပ်ခတ်နိုင်ခဲ့ပဲသူ့မဟာမိတ်တွေရဲ့ယုံကြည်မှုကိုသာလှုပ်ခတ်စေခဲ့ပါတယ်။ ခေတ်သစ်ပွဲတွေမှာအင်အားကိုအတန်ကြဲကြဲဒါမှမဟုတ်လက်နက်အင်အားနဲ့မတိုင်းတာတော့ပါဘူး။ရလက်နဲ့ဘျူဟာရီနဲ့သာ တိုင်းတာပါဗျ။တီဟီရန်ရဲ့တိုက်ခိုက်မှုကအတန်ကြဲပေမဲ့အတွင်းဘက်မှာဘာမှမပါခဲ့ပါဘူး။အခုဆိုရင်ကဘာကြီးကမေကွန်ထုံနေပါပြီ။အီရန်ရဲ့ဒုံးကြီးတွေကစစ်မြေပြင်ကိုမပြောင်းလဲနိုင်ရင်အီရန်ကောင်းဆောင်တွေကကစားပွဲကိုတော့ပြောင်းလဲနိုင်မလား။ဒါမှမဟုတ်တီဟီရန်ဟာသူ့အနာဂတ်ကိုကိုယ်တိုင်ဖျက်ဆီးနေသလားလို့မေးနေကြပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။